မကွေးတိုင်းမင်းမှုခရိုင်စေတုဒ္ဓရာမြို့နယ်ပန်းဤကျေးရွာအုပ်စုတွေကလုံဆောင်ရွာကိုစစ်ကောင်စီတပ်ကဧပြီလ24ရက်ည9:00နာရီဝန်းကျင်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းဒေသခံတွေထံကသိရပါတယ်။လုံဆောင်ရွာမှာစစ်ရဲလှုပ်ရှားမှုတွေမရှိဘဲဂျက်ဖိုက်တာနဲ့ဘုံးနှလုံးချဲချခဲ့တာကြောင့်ကျေးရွာတွေကပြည်သူပိုင်နေအိမ်အလုံး90ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံထိခိုက်မှုတော့မရှိခဲ့ဘူးလို့သိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမင်းဘူးခရိုင်တပ်ရင်း3ရဲ့တာဝန်ရှိသူတူက447ကိုအခုလိုပြောပါရယ်မိလောင်ပုံကျဲသွားတာသူတို့သတင်းပေးတွေကနေတဆင့်သတင်းရပြီးကျဲသွားတာအင်ဂျင်60ကျော်ပျက်စီးသွားတယ်ပြည်သူတော့အထိခိုက်မရှိဘူးမိလောင်သွားတဲ့အတွက်ဆုံးရှုံးမှုတော့များတယ်ပြလို့သူကပြောပါရယ်အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လုံးစုံရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေကဒေသခံထောင်နဲ့ချီဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတာကြောင့်စစ်ဘေးရှောင်ပြည်သူတွေရဲ့နေထိုင်စားသောက်ရေးအတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်စစ်တုဒ္ဓရာမြို့နယ်ကလုံးစုံရွာဟာအခုလိုလေကြောင်းတိုက်ခိုက်ခံရတာပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်းသိရပါတယ်